ရှယ်ကြော်ညာလေးလည်းကိုဆိုင်နဲ့ရိုက်ထားတာပေါ့နော်ကြော်စရာကောင်းတယ်အဲကြော်ညာခီးလေးဖြစ်ခဲ့တယ်ပြီးတော့ဒီကားကိုလည်းကျွန်တော်အမှန်တကယ်နှစ်ချိုက်တာဆိုတော့ဒီကားမောင်းပြီးတော့အဲကိုကူကိုအဲမိုက်တယ်ဟောကျွန်တော်ကျွန်တော်တီတူရဲ့တိမ်မောင်းမထောင်း free sand နဲ့ off road လည်းဖြစ်တယ်။ဒါမျိုးလေးကိုကျွန်တော်တို့ကကျွန်တော်တို့ကားကားစီးနင်းသူတွေကိုမိတ်ဆက်ပေးခြင်းတဲ့အတွက်ကျွန်တော်တင်သွင်းခြင်းဖြစ်ပါတယ်။ ါ့နော်အဲတခါရဲသူကဒီကွက်ချက်လေးကြက်ပါအဲတက်ပေးဖို့ပြောလို့ပေါ့နော်ပါဝင်ခဲ့တာကအာဒီကားကြော်ညာကိုကျွန်တော်တို့ပကံမှာ3ရက်သွားရိုက်ပါတယ်အာရန်ကုန်မှာလည်းရိုက်ပါတယ်မတ်တင်စာနဲ့ကလည်းဒါငငယ်ကလေးကကျွန်တော်တို့ကဟိုတွဲရိုက်ခဲ့တယ်အမှုပညာအဲမိတ်ဆွေတငယ်ချင်းတွေဖြစ်တယ်သူနဲ့ဒါကျွန်တော်ပြန်ပြီးတော့ဆုံတွေ့ပြီးတော့ရိုက်ရတာကြော်စရာကောင်းတဲ့အဲကြော်ညာခကြီးလေးဖြစ်ခဲ့တယ်ပြီးတော့ဒီကားကိုလည်းကျွန်တော်အမှန်တကယ်နှစ်ချိုက်တာဆိုတော့ဒီကားမောင်းပြီးတော့ အကုတ်ကူအဲမိုက်တယ်ဟောကျွန်တော်တက်ကွန်အင်တာနက်ရှင်နယ်ကမ္ပဏီကို2018ခုနှစ်ကနေစတင်ခဲ့တာဖြစ်ခုဆိုရင်တော့ခုနှစ်နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်အထူးခြားဆန်းပြပြီးတော့ချက်ချန်တဲ့ product တွေကိုကျွန်တော် customer တွေလက်ထက်ကိုထည့်ပေးနေတာချက်တော့ပဲဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒီ jet dog ကအဓိကတင်သွင်းပြစ်တာကတော့ဒီစီကားမှာဆိုရင် jet dog ကကျွန်တော်တို့ global အဆင့်ကိုပောက်တယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ကလည်းဒီ jet dog ကိုနိုင်ငံတကာအသုံးပြုနေတဲ့အတွက်ကျွန်တော်မြန်မာနိုင်ငံမှာလည်းဒီလိုမျိုး jet dog ရဲ့ဟိုကောင်းမွန်တဲ့ feature တွေနဲ့ဟိုဟာခံစားမှု experience တွေပေးနိုင်တဲ့ဟာမျိုးမြန်မာပြည်ကကျွန်တော်တို့ကားချစ်သူတွေကိုလည်းရရှိစေချင်တဲ့အတွက်ကျွန်တော်တင်သွင်းရတဲ့အခြေဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကျွန်တော်တို့ကတော့ဒီ TMS Automobile Company အနေနဲ့ Jetdoor ရဲ့ authorized distributor နဲ့ရရှိထားပါတယ်ခင်ဗျာ။ တူရဲ့အာသာချက်လေးတွေကတော့ကျွန်တော်တို့ကတီတူကခုနကျွန်တော်ပြောသွားသလိုပဲဘောက်စီဘောက်စီဖြစ်တယ်ပေါ့နော်။နောက်ပထမဆုံး SKD ပေါ့မြန်မာပြည်မှာဆိုရင်ဂျက်တော်အနေနဲ့ SKD ပဲနိုင်ငံမှာမှမရှိသေးပါဘူးမြန်မာပြည်မှာပဲရှိပါတယ်။အဲ့တော့ဘောက်စီတိုက်ဖြစ်တယ်ဒါကြောင့်ခྱི་သွားတာပဲဖြစ်ဖြစ်မျိုးရင်းမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘလို့လန်ကီးမျိုးမှာမဆိုဘလို့နေထားမျိုးမှာဆိုအဆင်ပြေတယ်ပေါ့နော်။ Luxury sand နဲ့ off road လည်းဖြစ်တယ်။ဒါမျိုးလေးကိုကျွန်တော်တို့ကကားစီးနင်းသူတွေကိုမိတ်ဆက်ပေးခြင်းတဲ့အတွက်ကျွန်တော်တင်သွင်းခြင်းဖြစ်ပါတယ်။ ော်ဒါရှင်ကလေးအဲသူကကအဲ့လိုမျိုးအရန်လည်းမကြည့်ဘူးပုံစံ smart လည်းဖြစ်တယ်မာတဲ့ပုံလည်းပေါ်တယ်ပေါ့နော်ဒီအတွင်း great တွေဆိုလို့ရှိရင်လည်းဒါနောက်ဆုံးပေါ်ဖြစ်တဲ့အတွက်ကြောင့်မို့အရန်လည်းမြင့်နေပေါ့ဒီတကားဖွင့်တဲ့ဟာလေးကကြာမြုပ်ထားသူ့ရဲ့လက်ကင်ကိုမြုပ်ထားအဲ့ဒါလေးလည်းသဘောကျပြီးတော့သူ့ရဲ့ဒီအရှိမီထန်းလေးအဲ့အရှိမီထန်းလေးအဲ့လိုမျိုးဟို LED light ပုံစံလေးမြင်းကျဉ်းကျဉ်းလေးပေါ့နော်ကျဉ်းကျဉ်းလေးအလျားလိုက်မိထန်းလေးပေါ့နော် Iron Man Eye ဆိုပြီးသူတို့ကပြောတယ်အဲ့ဒါလေးသဘောကျတယ် တဲ့ကားမှာတော့ तू က driving mode အကုန်လုံးပါတာဗျအကုန်လုံးပါတော့ဟို तू စိတ်သက်သာခြင်းရင် eco mode နဲ့မောင်းလို့ရတယ် sport လည်းပါတယ်ပြီးတော့ဒီ shunt တဲ့ရိုးတဲတဲရိုးပါမောင်းလို့ရတယ် အာလမ်းမှာရေကြီးနေတာတွေပါဆိုရင်ဟိုကားနှိမ့်ရင်ညာရတယ်လေဒါဆိုရင်ဝေါ်ကနေဖြတ်မောင်းသွားလို့ရတယ်အဲ့ဒါတွေကိုကျွန်တော်အာကြိုက်တယ်ပြီးတော့ဒီကားရဲ့ဗလပေါ့ဒီကားကိုကြည့်လိုက်ရင်ဗလတောင်းတောင်းနဲ့အဲ့လိုယောက်ျားပီသားတယ်လို့ခံစားရတယ်အဲ့ဒါကိုကျွန်တော်ကြိုက်ပါတယ်ကျွန်တော်တို့ကျောတီတူရဲ့တိမ်မောင်းမထောင်းကာလာနီနဲ့တော့ကျွန်တော်တို့6မျိုးရှိပါတယ် အခုဒီပွဲမှာတော့ကျွန်တော်တို့၅မျိုးပြထားတယ်ပေါ့နော်အဖြူတစ်မျိုးကတော့မပြထားဘူးတက်ကန်မှုအပြည့်ပါခင်ဗျစတီစတီကျွန်တော်တို့စတီက80ရာခိုင်နှုန်းစတီစထရက်ချာနဲ့ဒီကားကိုယ်တွေကိုတိဆောက်ထားပါတယ်ကျွန်တော်တို့ show run အနေနဲ့ကျွန်တော်တို့ရန်ကုန်မှာဆိုရင်ကျွန်တော်တို့ရန်ကုန်မှာ6ခုလောက်ရှိပါတယ်အဲကျွန်တော်နောက်ပြီးနေပြည်တော်မှာတစ်ခုမန္တလေးမှာတစ်ခုအဲကျွန်တော်နောက်ပြီးတော့အမန်လေးမှာနှစ်ခုပေါ့နော်ခုနောက်တစ်ခုတက်တိုးသွားတယ်ပြင်ရောပသိမ်မှာလည်းတစ်ခုရှိပါတယ်အပ္ပတာစေးအနေနဲ့ကလည်းကျွန်တော်တို့ဒီအခုမြို့ကြီးတွေဖြစ်တဲ့ရန်ကုန်မန္တလေး နေပြီးတော့ပတိန်ပေါ့နော်ဒီမှာကတော့ကျွန်တော်တို့ showroom နေရှိတယ်ဒီမှာလည်းစားပွဲလုပ်လို့ရတယ်အဲ့တော့တကယ်လို့အဲ့ showroom နေမရှိတဲ့နေရာတွေမှာစားပွဲလုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့က pay and go ကစားပွဲ network နဲ့ကျွန်တော်တို့က collaboration လုပ်ထားပါတယ်နေမြေတော်တော်များများမြန်မာတပီလုံးဘယ်နေရာသွားသွားကျွန်တော်တို့ after sale စိတ်ပူကြမလို့ပါဘူးခင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ပါအားလုံးလာကြည့်ပေးပါလို့ကျွန်တော်ဆိုတော့ဒါဝယ်မိမှာပဲအဲ့ဒါကြောင့်မလို့ဒီကောင်းကောင်းကောင်းရွေးချယ်ကြတယ်ဆိုလို့ရှိရင်တော့ဒီ chat တော့လာကြည့်ကိုဖိတ်ခေါ်ပါတယ်အာကျွန်တော်ဒီ chat တော့တီတူက ရဲ brand ambassador အနေနဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့အတွက်လည်းကျွန်တော်ဂုဏ်ယူဝမ်းမြောက်ပါတယ်အာဒီကားလေးကိုလည်းကြည့်ရင်ကျွန်တော်ကိုယ်တိုင်လည်းနှစ်ချိုက်တဲ့ကားလေးဖြစ်ပါတယ်အာပရိသတ်များလည်းစမ်းမောင်းကြည့်ပါခင်ဗျာ